မြားကြီးပဲဟာအယောင်ထိထားတာထိထားတာပေါင်ကျိုးနေတာငါလုံးတော့ပြေးပြီဒေးရောက်၅ရောက်မြင်းနဲ့မြင်းနဲ့၅ရောက်မကွေးတိုင်းပေါင်းမြို့နယ်တောင်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ကွန်ရှင်တပ်ရဲ့တပ်မကူကူစစ်ကြောင်းပြတ်သွားခဲ့ရပြီးရုံလောင်း၁၈လောင်းရရှိကတုံပန်းသုံးဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ပေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကအေအော်ရီကိုပြောပါတယ် နိုဝင်ဘာလ3ရက်နေ့နဲ့9ရက်နေ့တွေကပေါ့မြို့နယ်တောင်ပိုင်းကြောက်ကာကျေးရွာအနီးနဲ့ရောကြောင်းနေရာတွေမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကနေဖမ်းဆီးရမိခဲ့ကြတာဖြစ်တယ်လို့ပကဖကသတင်းထုတ်ပြန်ထားပါတယ်။ဟုတ်ကဲ့ခူလိုလိုစေကျွန်တော်တို့နိုဘ3ရက်နဲ့9ရက်မှာတိုက်ပွဲဖြစ်တဲ့အနေထားကတော့ဒီ2နေ့မှာတိုက်ပွဲဖြစ်တဲ့အချိန်လေးကတော့အတူတူဟိုဆယ်ဦးထဲမှနေဒီဆုံးနေဒီဆုံးတဲ့လောင်းနေပို့တော့ အဲ့တိုက်ပွဲဖြစ်တဲ့နေရာတွေမှာပဲသူတို့ကအကုန်လုံးထားခဲ့ပြီးဒီတော့လည်းထိခိုက်တော့တယ်ရဲဘော်တွေပါပြီးတော့သူတို့မှာရှိတယ်ရှိတော့ကြတော့ဒီထုတ်တင်းနေပေါ့ထန်းစင်နေနဲ့ထန်းပြီးခုနောက်ပြန်ဆုတ်ပါတယ်ခမန်းကတော့ဆယ်ဦးထက်မနည်းအဲဒီဆုံးလည်းပြဒီတက်ပေါ်လီဒီပါကြမ်းနေခဲ့တာတော့ကျွန်တော်တို့ဟိုဖေရှားလိုက်ရတာတော့အဲ့လိုမျိုးအနေမပြန်ရှင်းတဲ့အခါမှာတော့ဒီ10ဦးလောက်တွေ့တယ်ဗျအော်ကျန်တာရောရှိနိုင်ပါတယ်ဟုတ် တုံပိုင်းကတော့ဒီစေကြောင်းမှာတော့ကျွန်တော်တို့ကတော့ဓမ္မကိုကိုယ်စေကြောင်းမှာတော့လုံးမတုံဦးရပါတယ်တနေ့နဲ့တခွအာရပါတယ်ဗျဟုတ်ဆောဆောဆောလာနိုဝင်ဘာလ9ရက်နေ့ရောချောင်းတိုက်ပွဲမှာတော့စစ်ကော်မရှင်တပ်ကအလောင်း9လောင်းထပ်မံရရှိတယ်လို့ဆက်ပြောပါတယ်ဒီတိုက်ပွဲမှာတော့စစ်ကော်မရှင်တပ်ကလက်နက်ကြီးတွေဆက်သွယ်ရေးဆက်တွေနဲ့စစ်အုံဆောင်ပစ္စည်းတွေကိုတင်းစဲရမိခဲ့တယ်လို့သိရပါတယ် တိုက်ပွဲမှာပေါပကဖပေါစိတ်ဖြူတရင် MDI PDF တို့ပူးပေါင်းပါဝင်ခဲ့ကြတာဖြစ်ပြီး ပေါပကဖရဲဘော်တူကြာဆုံးခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်။ပကဖရဲ့ထုတ်ပြန်ချက်အရချင်းမြန်တရင် ခမရ14 19နဲ့109တရင်3ရင် ပေါင်းထားတဲ့တမ996စစ်ကြောင်းဟာပြီးခဲ့တဲ့အောက်တိုဘာလ31ရက်နေ့ကပေါမျိုးနယ်နီးစိတ်ဖြူမြို့နယ်ထဲမှာရှိတဲ့အမတ်22ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပဆ22ကတဆင့်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ဖော်ပြပါဗျာ။ ပေါင်းမျိုးနယ်မှာကာပါစာ24ရှိနေတာဖြစ်တဲ့အပြင်စေးပြူဟာရအေးပါတဲ့မျိုးဖြစ်လို့အာနာသိန်းစစ်တပ်ကဖိအားပေးစစ်ကြောင်းထိုးမှုတွေပြုလုပ်တာလို့တော်လန်ဤတပ်ဖွဲ့တွေကပြောပါတယ်ပေါက်ကကျွန်တော်တို့ဒီရောနယ်အဆက်ပေါ့နော်ရောနယ်အဆက်ပြီးရင်ကျွန်တော်တို့ဟိုဘက်ကကြောကြောကနေတစ်ဆင့်သခိုင်းတိုင်းထဲဝင်လို့ရတာနေရာဖြစ်တဲ့အတွက်သုံးခွဆုံပေါ့နော်တိုင်းသုံးတိုင်းစုံတဲ့နေရာအတိုင်းသုံးတိုင်းစုံတဲ့နေရာမှာသွားကြတယ်ပေါ့နော် အဲဒါမဲ့စစ်တိုင်းနဲ့တော့တွေ့မယ်ဆိုရင်တော့ကျွန်တော်တို့အလဲပိုင်းတိုင်းစစ်ဌာနချုပ်နဲ့အနောက်ပြောင်းအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နီးဆိုင်ရာဒေသပေါ့နော်အဲနီးဆိုင်ရာဒေသလို့ပဲပြောရမှာပေါ့ဒီတိုင်းစစ်ဌာနချုပ်ကတော့အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာပဲပါတယ်ဒီကျွန်တော်တို့ပြည်နယ်နဲ့တိုင်းရဆိုရင်တော့သုံးခုစုံရာလို့တောင်ပြောရမှာပေါ့ချင်းပြည်နယ်နဲ့ပါနည်းနည်းနီးဆက်တယ်ပေါ့နော်အဲ့တော့အရေးပါတယ်တမကိုကိုစစ်ကြောင်းအနေနဲ့ပေါင်းမြို့နယ်တောင်ပိုင်းကိုစစ်ကြောင်း၃ကြောင်းနဲ့ဝင်ရောက်ခဲ့တာဖြစ်ပြီးစစ်ကြောင်းဝင်ရောက်တဲ့ခြေရွာတွေမှာ ပြည်သူတွေရဲ့နေအိမ်ကိုမီးရှို့ဖျက်ဆီးတာနဲ့ဖမ်းဆီးတပ်ဖြတ်တာတွေကိုလှုံ့ဆော်ခဲ့တယ်လို့ပေါ့မြို့နယ်ပကဖကထုတ်ပြန်ထားပါဗျာ။